တရိဇာဗဟေရီတိုက်ပွဲတင်ပေါင်နှင့်အိုးဝေတို့ပြင်းထန်သောတိုက်ပွဲကြီးတစ်ခုကိုရင်ဆိုင်ခဲ့ရဖို့သည်တရိဇာတို့၏ပြည်တွင်းစစ်ဟုခေါ်ဆိုသည်နီတင်ပေါင်သည်တရိဇာလောက၌ပြည်တွင်းစစ်တစ်ခုကိုခေါင်းဆောင်၍တိုက်ခိုက်ခဲ့ဖို့သည်ဆရာများရဲဘော်များဖြစ်သည့်တရိဇာဆရာအများကိုအစကတဦးတည်းသာရှိသောတင်ပေါင်ကစိန်ခေါ်ကစစ်ကြေညာခဲ့ဖို့သည်အပြစ်ဒဏ်ဆုံးတိုက်ရသူတို့မှာအိုးဝေမှမောင်သူမနာနှင့်ဦးအောင်မြင့်ဗမာခေတ်ဆရာဟောင်းဇီဝရေးတရင်စာမဆရာတက်တို့ ကိုခေမောင်ကြီးနဲ့ကိုတန်းဆွေတို့ဖြစ်ကြသည်ဆရာတပည့်များရဲဘော်ရဲဘက်များဖြစ်ကြပါလျက်အယူအဆတစ်ခုကြောင့်တဲတဲမဲမဲကလောင်စစ်ပွဲဆင်နွှဲခဲ့ကြသည်1952ခုနှစ်ဩဂုတ်လစီကမြမပီရှိသတင်းစာအများတို့တွင်ဗဟေဒီများပေါ်ပြကြလေရှိသည်ဗဟေဒီတို့မှာမူလကစာဖတ်သူများပညာတိုးပွားစေရန်သာဖြစ်တော်လဲဗဟေဒီတို့ကိုအများပြည်သူတို့ကအထူးစိတ်ဝင်စားကြသဖြင့်အလုတ်ပြက်အကင်ပြက်ဖြစ်ကုန်ကြသည်သတင်းစာတို့ကလည်းဗဟေဒီတစ်စောင် ဝင်ကြီးတစ်ချက်စသဖြင့်ဝင်ကြီးအများအပြားရရှိပြီးမှအ ਨੇ ငယ်ကိုစုအဖြစ်ပေးကြသည်တရင်းစာအချို့တို့မှာဗဟေရီသည်လောင်းကစားတိုင်းသပွဲအမြဲအစွန်းရောက်များစွာရကြသည် အချို့ကတရင်းစာကိုမရောက်တော့ဘဲဗဟေရီပုံစံကိုရောင်းတက်ခဲ့သူဖြစ်နေသည်တရင်းစာချင်းချင်းဖြစ်သဖြင့်အားနာကြသောကြောင့်မိသည့်တရင်းစာကမှပေါ်ထုတ်ဝေဖန်ခြင်းမပြုဘဲနှုတ်ပိတ်နေကြသည်ဗဟေရီတရင်းစာများတွင်တင်ပေါင်းလဲစောင်းမများရေးလိရှိခြင်းတည်င်းများတရင်တပ်ပုံများ ။လူစင်းကတင်ပေါင်သည်ဦးတင်ကြီးနှင့်အတူသတင်းဓာတ်ပုံတိုက်ကိုဖွင့်လာသည်။ပေးပို့ရောင်းချနေသည်ဖြစ်သောကြောင့်သူ၏ထမင်းအိုးများသာဖြစ်ကြသည်။သို့သောလူမှုအပေါ်၌ကစားဝိုင်းတိုင်ထောင်သူများကဲ့သို့ဖြစ်နေပြီဟုယူဆသောကြောင့်သတင်းစာဗဟေဒီများကို ပိတ်ပင်ပေးပါလော့ဟုဗမာခေမဆောင်းပွားဖို့ရေးကစစ်ကြေညာခဲ့သည်။သတင်းစာဆရာတွေမတရားစည်းဝါရှာတာကတို့ရဲ့မန်တိုင်းသတင်းစာမှာလည်းဒီအကြောင်းဆောင်းပွားရေးပါလားကွာ။ထို့ကဲ့သို့ယခုတန်အမကြီးတို့စင်းကပြန်ကြားရေးဝန်ကြီးဦးထွန်းဝင်းက တင်ပေါင်းအားဖိတ်ခေါ်သည်နိုင်ငံရေးသတင်းစာနှင့်နိုင်ငံရေးသမားတွေပါတယ်ရမလို့ပါဘူးကျွန်တော်တို့သတင်းစာသမားအစစ်ချင်းစည်ရင်းရှင်းကြမှာပါထိုကဲ့သို့ဖြေဆိုပြီးညင်းလိုက်ရသည်ဗမာခင်နိုင်ဗေဒီစန်းကြီးစောင်းမရေးလိုက်တော့ခါထောက်ခံကြောင်းစာများအမြအောင်များလှိမ့်ဝင်လာတော့သည်ကန့်ကွက်သူတဦးတလီလည်းပါရှိဗေဒီဗေဒီနဲ့နေမတိခတ်တဲ့ငွေမရှိမျက်နှာငယ်ပြက်ပြန်ရဲ့အကြောင်းခုလိုဖြစ်မနေသည်တစိမ့်စာရွေးမြမကောင်း ဤတိတက်ကလေးကိုဗမာခေတ်သို့ပို့ပြီးထောက်ခံသူမှာဆရာဇေယျဖြစ်သည်ထိုစဉ်ကပြန်ကြားရေးဌာနဤအရာရှိဖြစ်သည်ဖြင့်ဆရာကအမည်မပေါ်လိုသူအမည်ဖြင့်ပုံနှိပ်ပါဟုဆိုသည်ထိုစဉ်ကရှုမွအယ်ဒီတာဒီဖြတ်သူတဦးဖြစ်သူဆရာငွေဦးရောင်းကအပြတ်သားဆုံးထောက်ခံသည် ရေးပေါ်ကြီးငါသည်ယရနာသုံးပါမိပါဆရာသမားကလွှဲ၍မိသူကိုမှရှစ်မခိုးခဲ့ဘူးပါ မနေ့ကဗမာခေတ်တွင်ပါဗဟေရီတွေကိုနှမ်းလိုက်သောရေးပေါ်ကြီးစောင်းမအတွက် ရေးပေါ်ကြီးအား ာယဝတီမနောကြည်၍အလီလီရှိခိုးလိုက်ပါ၏ရေဘော်ကြီးသည် စာရေးဆရာသတင်းစာဆရာပီတာပါပဲ၏တစ္ဆာရှိပါပဲ၏တတ္တိရှိပါပဲ၏ငွေဥတော်1451ဤသို့ထောက်ခံသူများပြားလှတော်လဲဗေရီဖော်ပြသောသတင်းစာများစီးပွားရေးဘာမင်းနှင့်အိုဝေတို့ကအပြည့်အထန်ပြန်လဲတိုက်ခိုက်ကြသည်သူစဉ်ကအိုဝေအယ်ဒီတာအထောက်တော်ဦးအောင်မြင့်ကအိုဝေမှာခေါင်းကြီးသုံးပုဒ်ဇက်တိုက်ရရ၌ ကလောင်နီအောင်ဘလကနစ်ဆန့်ကျင်ရေးဗမာခေမတဆင်ဖာစာဘလအစိုးရထံသို့တောင်းဆိုသည်မှာဤစီယာပင်စတင်ဖြင့်ပြင်းထန်စွာခုခံရေးသွားသည်ဆေယာမောင်သူမနာကဗဟေဒီတားတက်ခန်ပြသက်ရှိကြီးကိုအခန်းဆက်ရေးတာက6កောင်အောင်ဘလနှင့်ငွေဦးတောင်းတို့အားပြဆက်လူချမ်းအဖြစ်လောင်ပြောင်သည်ဆေယာတက်တို့ကစီဝါရေးသတင်းစာမှခေါင်းကြီးရွေ့ရွေ့ဆိုသည်ကိုကေမောင်ကြီးကစီဝါရေးသတင်းစာမှရောအိုးဝေမှပါပြန်၍တိုက်ခိုက်သည်။စောင်းပါတပုတ်ကြောင့်သတင်းစာလောကသားကြီး အပြည့်အထန်တိုက်ခိုက်ရေးသားကြတော့လေလူချင်းခင်မင်မှုမပြတ်သူစဉ်ကစပလန်ပြည်သည့်သတင်းစာကိုယ်စားလှယ်တိုင်းနိုင်နေတိုင်းသောတင်မောင်သည်ညစဉ်လိုလိုညစာကိုအိုဝေအရီတာကိုတင်ဆိုတာဂရိုနဲ့အရီတာအဖွဲ့ဝင်များထန်၌ကဲ့၍စာသည်ထမင်းစားလည်းမပြတ်သူတို့ကလည်းကြည်ပြူစွာကြွေးကြသည်ဘေဒီပိတ်ပေးပါဟုသောဆောင်းပါဩဂလ14ရက်နေ့တွင်တစောင်း22ရက်နေ့တွင်နောက်ထပ်တစောင်းရေးသားပါရှိပြီးနောက်ဩဂလ22ရက်၌အစိုးရက ဗဟေဒီများပိတ်စေဟုအမိန့်ထုတ်လိုက်သည်ဒေမောင်ကနှုတ်သောသဖြင့်ဗဟေဒီပိတ်လိုက်သည်မဟုတ်အစိုးရကအလိုလိုပိတ်ရတာဟုဗမာကပင်တိုင်းစောင်းမခြင်းကရေးသေးသည်ငါမဖက်မိလို့မပြတ်လိုက်ရဘူးစောင်းမခြင်းတူဂုံတက်မှဆိုလို့တတ်တတ်ရေးတာကထိုကဲ့သို့ထိုစင်းကဗမာကအယ်ဒီတာဦးကိုကိုလေးကပြောပြသည်ဗဟေဒီပိတ်စေဟုအမိန့်ထုတ်ပြီးမှဗဟေဒီတားတက်ခံပြသက်ရှိကြည့်ဖြင့်မောင်သူမနာကတစ်စက္ကန့်ထပြန်နေသည်လူလူအစည်းအဝေးများဖြင့်၎င်း သတင်းစာဆရာများစူပေါင်းတောင်းဆိုကြပြင်၎င်းဝင်ရေးယူသောဗဟေတိပုံနရေးကိုတောင်းဆိုကြသေးတော်လဲမရတော့ပြီပြည်ရင်းစစ်ပွဲသည်လည်းတဖြည်းဖြည်းပြီးဆုံးသွားတော့သည်အထက်၌ဖော်ပြသည့်အတိုင်းပြည်တွင်းစစ်ပွဲပြင်းထန်နေခြင်းကပင်အိုးဝေတိုက်တွားရောက်စားတောက်နေသောတင်ပေါအဖို့စစ်ပြီးသွားသောအခါတွင်လည်းဆက်လက်၍စားတောက်ခဲ့သည်အိုးဝေကလည်းဂျီဗျူစွာပင်ဆက်၍ကြွေသည်ဤကချစ်စပွဲကောင်းလာသောဇာနယ်စင်းသမားတို့၏အစဉ်အလာကလေးပင်